ကိုပါရွှေစည်းကြဆင်းလာပြီးမြမောင်ရွှေစည်းနဲ့လိုက်ကြဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှိခုရှပိုင်းရထွင်ကပရွှေစီမှာတောင်ဆောက်ကိုဒေါ်လာ၄000အောက်ကျဆင်းလာပြီးမြမရွှေစီနဲ့လိုက်ကြလားထေလို့ရွှေစီကွာထွင်မှာစုံစမ်းသိရှိရပါထေတစောင်းနိုင်ရပြီးဈေးရဖွင့်မှာကပရွှေစီမြမရွှေစီဒေါ်လာစီ၃မျိုးလုံးအကျဆင်းနဲ့ဈေးဖွင့်ပါထေလို့ရွှေလုံငန်းရှင်တအူးကပြောပါထေ ယနေ့နိုဝင်ဘာလ9ရက်နေ့မှထောကမ္ဘာရွှေဈေးတောင်းဆောက်ခူ3942ဒေါ်လာမြန်မာရွှေပြင်ပပေါင်စီတစ်ချက်တောင်းခူ84သိန်းချက်နဲ့ဈေးဖွင့်လောင်းပါထိအမေရိကန်ဒေါ်လာလဲလဲနှုန်းမှာလဲဒေါ်လာကို4080ချက်ဖြစ်ပါထိရောင်းတိုင်းဒေတာကြီးရွှေလုံးနဲ့ရှင်များအသိမှထုတ်ပြန်ထိရညွန်းစေမာထောအခောက်ရွှေတစ်ချက်တောင်းခူ96သိန်း9000ချက်အဖြစ်သတ်မှတ်ထုတ်ပြန်ထားပါထိလို့သိရပါထိရှင်